ဇာတိဆိုတဲ့လူ့ဘဝမွေးဖွားလာခြင်းဘာကြောင့်ဒုက္ခလို့ပြောနိုင်တာလဲမွေးဖွားလာတာဟာဘဝမှာပျော်စရာတွေတွေ့ရမှာမဟုတ်လားလူ့ဘဝရောက်လာပြီဆိုရင် လူချမ်းသာတွေခံစားရမယ်လူ့ဘဝမှာအပေါင်းအသင်းတငယ်ချင်းတွေစီစဉ်ဥစ္စာတွေနဲ့ဘဝမှာပျော်ရွှင်စရာတွေမရှိဘူးလားဆိုရှိတယ်လူချမ်းသာဆိုတာမရှိဘူးမဟုတ်ရှိတယ် ကောင်းပြီအဲ့ဒီလူချမ်းသာတွေဟာထာဝရတည်မြဲလားလို့ဆိုမတည်မြဲဘူးလူချမ်းသာတွေချမ်းသာမှုကို ကြည့်ပြီးတော့အတ္တဓာလို့ခေါ်တယ် enjoy ရေးပုံနှစ်သက်ဆရာတခုရမှန်တယ်အဲ့ဒီနှစ်သက်ဆရာ ရှိနေလို့လူတွေဟာနှစ်သက်ပျော်မွေ့နေကြတယ်အေးဒီနှစ်သက်ပျော်မွေ့ဟာအပြည့်အနာစာပိုင်းကကြည့်လိုက်မယ်ဆိုလို့ရှင်ဘဝရဲ့ ျော်စရာကောင်းတဲ့အပိုင်းရှိတယ်လို့စိတ်ပြည့်ညီငွေးစရာကောင်းတဲ့အပိုင်းကဘာလဲလို့ဆိုရင်ဘဝဟာ မတည်မြဲမှုသာဝရပြောင်းလဲနေမှုဒါဟာမတည်မြဲတဲ့သဘောတရားကြီးကစိတ်ပြည့်ညီငွေးစရာပဲချမ်းသာနေတဲ့ပုဂ္ဂိုလ်ကလည်းသာဝရချမ်းသာနေမှာမဟုတ်ဘူးနုပြိုနေတဲ့ပုဂ္ဂိုလ်ကလည်းသာဝရနုပြိုနေမှာမဟုတ်ဘူးအသက်ရှင်နေတာလည်းသာဝရအသက်ရှင်မှာမဟုတ်ဘူးအဲ့ဒါကြောင့်မို့လို့ ထာဝရမဟုတ်လို့ပြောင်းလဲနေတတ်တဲ့သဘောကိုစဉ်းစားမိရင်စိတ်ပြည့်စရာကြီးဒါကအာဒီနဝလို့ခေါ်တယ်။အဲဒါလို့ဘဝမှာตายာဘွယ်ရှိတယ်လို့စိတ်ပြည့်ဖွယ်တွေလည်းရှိတယ်ပေါ့။စိတ်ပြည့်ဖွယ်တွေကိုအကြောင်းပြုပြီးတော့ဘဝကလွတ်မြောက်ဖို့အတွက်ရော ရှိသလားဆိုရှိတယ်။ဘဝပေါ်မှာတွေ့တာတဲ့ဘဝကို လိုချင်တဲ့တဏှာရာဂကိုဖယ်ရှားပစ်ခြင်းဟာဘဝကထွက်ပေါက်ပဲလို့ဒီလိုဆိုတာပေါ့နော်။ ရသော်ဘုရားကတခုကိုဆင်ញင် သုံးသက်တဲ့အခါမှာအချက်၃ချက်နဲ့ဆင်ញင်သုံးသက်တယ်အတ္တဓာတ်တဲ့အာဒီနဝနေတရဏလို့ဒီလို၃မျိုးနေတရဏအတ္တဓာတ်ဆိုရဲခြေနှက်ဆရာအချက်ရှိတယ်အာဒီနဝဆိုရဲအပြည့်အစုံရှိတယ်နေတရဏဆိုရဲထွက်ပေါက်ရှိတယ်အဲ့ဒါဟာအမှန်မြင်ရမယ့်အချက်၃ချက်ပဲအေးဇာတိဆိုတာဘဝမှာမွေးဖွားလာတာ လူတွေဟာမိမိတို့မိသားစုတွေပဲဖြစ်စေနော်ဆေးရုံဆေးကနေမှမွေးလာပြီတဲ့ဟေးဆိုလို့ရှိရင်လူတွေဟာပျော်ကြတယ်မိသားစုတွေကပျော်ကြတယ်သားလေးတဲ့သမီးလေးတဲ့နဲ့ဆိုပျော်ကြတယ်ပေါ့ဘေးရပုဂ္ဂိုလ်ကဝမ်းသာစရာလို့ထင်တယ်မွေးလာတဲ့ပုဂ္ဂိုလ်လေးကလည်းဘာမှတော့မစဉ်းစားမိဘူးမသိဘူးပေါ့ဒါဖြင့်သူရလာတာလေးဟာ ူရလာတာဘာရလာတာဆိုဇာတိဆိုရင်မွေးဖွားခြင်းကိုရလာဇာတိဆိုရင်မွေးဖွားခြင်းဟာဘဝတဲကိုခြေတလန်းလန်းပြီးတော့ခြေလန်းပြီးတော့ဝင်ရောက်လာခြင်းပဲဖြစ်တယ်အဲ့ဒီဝင်ရောက်လာခြင်းဟာဘာကိုအနှင်းလိုက်တာတော့ဆိုရင်မင်းလူဘဝမှာကြုံတွေ့ရမဲ့ဒုက္ခတွေခံပေတော့လို့အနှင်းလိုက်တာ ਨੇ လာသရံတူတယ် လူဝါရောက်လာပြီမင်းလူဝါရောက်လာလို့ရှင်အိုရမယ်နာရမယ်နောက်ဆုံးသိရမယ်ဆိုတာကိုသတ်မှတ်ပေးလိုက်တဲ့သဘောနော်ဘဝတခုရလာပြီဆိုရင်ဘဝဒုက္ခတွေမင်းခံပြီးတော့လို့ဆိုပြီးတော့လွတ်လိုက်တာနဲ့တူတယ်အဲ့ဒီတိုင်းပဲခံရမှာပဲဘဝဒုက္ခတွေခံမယ်မင်းအသက်အရွယ်ကြီးလာပြီဆံဖြူမယ်ခေါင်းနော်ခေါင်းဖြူမယ်သွားကျိုးမယ်ပရေတွန့်မယ်အိုမင်းရင်ရောမယ်နောက်ဆုံးသိဆုံးမယ်ဆိုတာတွေကိုအနှင်းပေးလိုက် <laughs> သူပါလာတာအဲ့ဒါတွေပါသွားတယ်အဲ့ဒါလိုပါသွားတာတွေကိုတတိမထားသည့်အတွက်ကြောင့်ဘဝရောက်လာတဲ့ဟာအေးလူတွေကဝိုင်းဝန်းကျင်တတ်ကြတယ်သူ့မှာအာမခံကြီးတွေနဲ့သူရလာတဲ့အချက်တွေကတော့သူ့အတွက်မှာမသက်တာလာဘူးတဲ့အတိတ်ဘဝကနေပြီးဒီဘဝမှာဖြစ်ပေါ်လာခဲ့တယ်ဖြစ်ပေါ်လာခဲ့ပြီးတော့ဒုက္ခမျိုးစုံနဲ့ကြုံတွေ့ဖို့လူလောကကြီးကိုလွတ်လိုက်ပြီးဒါကြောင့်မို့ ခါစီပြီးတော့ခံပြီးတော့ဆိုတဲ့အဓိပ္ပာယ်ပဲ။နော်ခါစီပြီးတော့ခံပြီးတော့တယောက်နဲ့တယောက်တော့မတူဘူးပေါ့။ချမ်းသာတဲ့မိဘအိမ်ရောက်လာရင်တော်သင့်တက်တာတဲ့သို့တော့အိုခြင်းဆင်းရဲနာခြင်းဆင်းရဲသိခြင်းဆင်းရဲဆိုတာတော့တူညီသောခံစားမှုကခံစားရ။အေးဒုက္ခမျိုးစုံခံပြီးတော့ဆိုပြီးတော့အနှင်းပေးလိုက်တယ်လို့ရောက်လာတာဖြစ်သောကြောင့်သာတိဆိုတာဟာအလွန်ဆိုးဝါးတဲ့ဒုက္ခတစ်ခုပဲ။ မွေးဖွားလာခြင်းကြောင့်ကြုံတွေ့ရမယ့်ဒုက္ခတွေအားလုံးเนาะဘာဒုက္ခတွေတုံးလို့ဆိုဒုက္ခကိုဒီနေရာမှာသုံးမျိုးခွဲပြောတဲ့အခါမှာဒုက္ခဒုက္ခဒုက္ခဆိုတဲ့အတိုင်းတကယ်ဒုက္ခဆိုတာဘာလဲခန္ဓာကိုယ်နဲ့ပတ်သက်ပြီးတော့เนาะသွားကြိုက်တာတို့နားကြိုက်တာတို့ဖြားနာတာတို့နေမကောင်းတာတို့ကြောအောင်တာဗိုက်အောင်တာအားလုံးခံရခဲ့တဲ့အရာတွေမှန်သမျှဒုက္ခဒုက္ခကာယိကဒုက္ခ နောက်တစ်ခုစိတ်ဆင်းရဲမှုခံစားရတဲ့ဒေါမနတအဲ့ဒီဒုက္ခကာယိကဒုက္ခစေရတိကဒုက္ခလို့ဆိုရဲဒီဒုက္ခတွေဟာဒုက္ခဆိုတဲ့အတိုင်းတကယ်ဒုက္ခပဲဒါတွေလဲခံပြီးရောဒီဒုက္ခတွေနဲ့တွေ့ပြီးတော့လူ့ဘဝရောက်လာလို့ရှိရင်ငိုရမယ်နော်စိတ်ဆင်းရဲရမယ်ကိုယ်ဆင်းရဲရမယ်ငိုကြွေးမှုတွေနဲ့တွေ့ရမယ် ဒီလိုဒုက္ခမျိုးတွေလဲကြုံတွေ့ပြီတော့ဆိုရအတိတ်နောက်ဒုက္ခတစ်ခုကဘာလို့ဆိုဝိပရိနာမဒုက္ခတယ်ဝိပရိနာမဒုက္ခဆိုတာဘာကိုရည်ညွှန်းတာတော့ဆိုဒုက္ခကိုရည်ညွှန်းတာအေးအပေါင်းအသင်းရောင်းရင်းနေနဲ့တွေ့ရလို့သောဘုံမိသားစုမှာจิตတ်လို့ဒီချမ်းသာဒုက္ခရပြီးတော့ပျော်ရွှင်ချမ်းမြေ့စွာပျော်လိုက်ပါလိုက်နေရတဲ့ဒုက္ခ အဲ့ဒီဒုက္ခသည်ထာဝရမဟုတ်သည့်အတွက်ကြောင့်ပြောင်းလဲလာလို့ရှိရင်ဒုက္ခဖြစ်သွားတယ်။ဒါကြောင့်မို့ဝိပရိဏမဒုက္ခလို့ခေါ်တယ်။ကြမ်းမာနေရကနေမကြမ်းမာမှဖြစ်တယ်။ပြောနေရကနေမပြောစရာဖြစ်လာတယ်။နုပြောရကနေအိုမင်းလာတယ်။ဟောဝိပရိဏမဒုက္ခပြောင်းလဲသွားတဲ့သဘော။နောက်တစ်ခုကတော့ဘာလို့ဆိုလို့ရှိရင်သင်္ခါရဒုက္ခတဲ့။သင်္ခါရသဘောတရားဆိုတာအကြောင်းတရားကိုမိတီးပြီးတော့ဖြစ်နေတာဖြစ်သောကြောင့်သင်္ခါရဆိုတဲ့ တရားမှန်သမျှအကြောင်းပေါ်မှာမီးနေရသည့်အတွက်ကြောင့်အကြောင်းပြောင်းသွားတာနဲ့တပြိုင်နက်အကျိုးတရားတွေဟာပြောင်းလဲမှုတွေဖြစ်ပေါ်အကြောင်းနဲ့အကျိုးဆက်သွားပြီးတော့အကြောင်းတရားချုပ်ရင်းသွားတာနဲ့တပြိုင်နက်ပြောင်းလဲမှုတွေဖြစ်တော့သဗ္ဗေသင်္ခါရဒုက္ခလို့ဆိုတဲ့အတိုင်းလူတွေရထားတဲ့ဘဝကြီးတစ်ခုလုံးဟာဒုက္ခကြီးပဲဒုက္ခကြီးကိုရထားရသော်ဘုရားသခင် ကိုရောမြတ်ကရှင်းရှင်းလေးနားလည်အောင်ဟောထားတဲ့တုတ်တန်လေးမှာ ယောဘိကဝေရူပတဥပါရောဒုက္ခတေသောဥပါရောဒုခန္ဓာကိုကြီးယိုဒီခန္ဓာကိုဘောဒီလို့ဆိုရဲရုပ်ကြီးရလာတာဟာဒုက္ခကိုရလာတာယောဘိကဝေဝေရဏယဥပါရောဒုက္ခတေသောဥပါရောခံစားမှုရရှိလာတာဟာလည်းဒုက္ခကိုရတာမှတ်သားမှုဆိုရဲတင်ညာရလာတာလည်းဒုက္ခကိုရအေးအတိညာကအစ လောဘတွေဒေါသတွေမောဟတွေစိတ်ထဲမှာဖြစ်ပေါ်လာတဲ့အတွေ့အကြုံအလုံးရလာတာဟာလေဒုက္ခကိုရအသိစိတ်ကိုရလာတာလေဒုက္ခကိုရလာတာလို့တန်ရုပ်ပါဠိတော်မှာမြတ်စွာဘုရားရလာတဲ့ခန္ဓာ၅ပါးတပည့်ဆက်ကြတရားထဲမှာဟောသလိုတန်ခိတ်တေနပိစုပါရနေခန္ဓာဒုက္ခဥပါရနေခန္ဓာရလာတာဘာရလာတာဒုက္ခရလာတာလို့ဆိုတာဒါသင်္ခါရဒုက္ခ အဲ့တော့လောကမှာဘုန်းကြီးတို့တွေမွေးဖွားလာတယ်မွေးဖွားလာတဲ့နေ့ကိုမွေးနေ့တွေလောက်ကြတယ်မွေးနေ့တွေလောက်တာတကယ်တော့မွေးနေ့ဆိုတာဟာပျော်ဖို့ရှင်ဖို့မဟုတ်ဘဲနဲ့တန်ဝေကယူဖို့သာဖြစ်တယ်နော်မွေးလာခြင်းကြောင့်ဖြစ်ပေါ်လာတဲ့ဒုက္ခတွေမျိုးစုံ တွေ့ခံရတယ်မွေးဖွားခြင်းဟာလက်တယ်ပဲသူ့ချက်ဆင်းရဲဒုက္ခတွေအလုံးကြုံတွေ့ရတယ် တော်တော်လောကလူတွေကမွေးလာတာကိုပဲ happy birthday ဆိုပြီးတော့ဝိုင်းဆိုးနေကြသေးတယ်เนาะတကယ်ကြည့်မယ်ဆိုရင်တော့ happy ကနည်းနည်း unhappy တွေကများပါတယ်ဘဝကြီးတစ်ခုလုံးဟာ unhappy နဲ့ပဲကြုံတွေ့နေကြမဲတင်ပြီးတော့သာ happy birthday ဆိုနေရတော့လေလူကတဖြည်းဖြည်း ఓ ఓ ဒုက္ခတွေရောက်ဖို့ပဲရှိတယ်ပေါ့ဇာတိဆိုတဲ့ဒုက္ခဟာဒုက္ခအလုံးကိုလက်ရခေါ်ထားတဲ့နေချဖြစ်သောကြောင့် လူလေးတယောက်မွေးဖွားလာလိုက်ခြင်းကသွားပြီးတော့မင်းဒုက္ခတွေကိုအကုန်အနှင်းပေးလိုက်တယ်။လူဘွားလူဒုက္ခတွေခံပြီးတော့ဆိုတဲ့ပုံစံမျိုးနဲ့လွတ်တာ။နောက်ဆုံးပဲကျမရတ်တုံသိခြင်းဆိုတဲ့ဒုက္ခနဲ့ကြုံမှရတ်သွားတယ်။ဒီလိုဆိုတာပေါ့နော်။အေးဒါကြောင့်မို့လို့ဇာတိဟာဆင်းရဲဒုက္ခပြီးဒီကို ပို့ပေးတာဖြစ်သောကြောင့်အင်တာမဆိုးတယ်။ဘာနဲ့ဥပမာတူတော့ဆို ထောင်ဘူးဝါမှာတင်ပြီးတော့နောက်ကခြေထောက်နဲ့ကန်ပြီးတော့သွားပြီတော့ဆိုပြီးတော့ထောင်ထဲကိုတွန့်လွှတ်လိုက်တယ်လို့ပဲထောင်ထဲမှာကြုံတွေ့ရမယ့်ဒုက္ခတွေအကုန်ခံမရောလူဘဝရောက်လာတဲ့ပုဂ္ဂိုလ်ကလည်းအဲ့ဒါလိုထောင်ဘူးဝါကနေပြီးတော့တွန့်လွှတ်လိုက်တဲ့သဘောမျိုးဖြစ်တယ်ပေါ့သေးသေးချာချာစဉ်းစားကြည့်ရင်အဲ့ဒီအခြေအနေမျိုးကိုကြုံတွေ့ချရမှာဖြစ်တယ်နောက်တစ်ခါလူဘဝရောက်လာပြီဟုတ်ပြီတဖြည်းဖြည်းရင့်ရောအိုမင်းလာတယ်နော် လှကျင်လို့အလှပြင်းရင်ပြင်းနဲ့အယုတ်ကဆိုးလာနော်သဘင်နေဆေးဆိုးရင်ဆေးဆိုးရင်နဲ့ဖြူလာတယ်မနိုင်တော့ဘူးနောက်ပိုင်းကျတော့သွားတွေတပြေးပြေးကျိုးလာတယ်ဒီလိုဒုက္ခတွေခံလာစရာဒုက္ခအေးစရာဆိုတာဘာပြောတာတော့ခန္ဓာပြိပါကလက္ခဏာတဲ့ကိုယ်ခန္ဓာရဲ့ယင့်လာကျော်လာဘာနဲ့ဥပမာတူလို့ဆိုရင်ပန်းမွက်လေးဟာပွင့်လာကစားလန်းလန်းဆန်းဆန်းလေး တဖြည်းဖြည်းရင့်ရောလာတယ်ညှိုးနွမ်းလာတယ်တစ်သီးတွေနော်တဖြည်းဖြည်းအစိမ့်နုလေးဟနေပြီးတော့ရင့်လာတယ်ရင့်လာပြီးတော့တဖြည်းမဲ့မဲ့ပြီးတော့ကျွေကျွေပြီးပုတ်နော်ဒီအဆင့်ကိုရောက်သွားအဲ့ဒါလိုပဲဘုန်းကြီးတို့တွေရဲ့ခန္ဓာဟာလဲခန္ဓာပရိပါကလက္ခဏာစရာဆိုတာဟာခန္ဓာကိုယ်ကြီးရင့်လာတဲ့သဘောကိုပြောတာလေဒါဖြင့်ရင့်လာတဲ့ခန္ဓာကိုယ်ကြီးကသူကဘာလုပ်နေတာတုံးဘာလုပ်သေးတုံးဆိုတော့ မရဏုပနယရတတဲ့တေခြင်းကိုတွန်းပို့ပေးနေတဲ့ကိစ္စရှိတယ်။ဩရေဆိုတာတေတဲ့ဘက်ကိုတွန်းပို့နေတာတဲ့။နော်။ဩလာလို့ရှိရင် မလွဲမသေးတေဟိုနီးလာတာဟုတ်။ဒါကြောင့်မို့တေခြင်းဘက်ကိုတွန်းပို့နေတာ။ဘသူကတွန်းပို့စရာကတွန်းပို့။ယုပနာဝိနာသပစ္စုပ္ပဌာနာ နုပြုမှုတွေအလုံးကိုဖြည့်ဆည်းပြလိုက်တယ်။အဲအားတွေအလုံးကိုဖြည့်ဆည်းပြလိုက်တာဘသူကဖြည့်ဆည်းသရာကဖြည့်ဆည်းတယ်လို့။ ိုခြင်းတရားဟာအခုလူတွေကိုဒုက္ခပေးနေတယ်နော်စာတိစရာဖြာတိဆိုတာတော့မပြောနဲ့ဖြာတိဆိုတာမကြမ်းမမာယောဂဝေဒနာဆွက်ကတ်ခြင်းပဲယောဂဝေဒနာဆိုတာတည်ဖို့ရအတွက်လုံနေတယ်နှိမ့်ဆက်နေတယ်မတည်မခြင်းနှိမ့်ဆက်နေတယ်ဒုက္ခတစ်ခုပဲဒါကြောင့်မို့ဖြာတိဟာလည်းပဲဒုက္ခတစ်မျိုး နောက်တစ်ခါမရဏဆိုတာကြတော့ကြည့်သုတိလက္ခဏာ ပန်းလေးတစ်ပွင်ဟာအညာကနေကျွေကျသွားတယ်။တသီးလေးတစ်လုံးဟာအညာကနေကျွေကျသွားတယ်။အဲ့ဒါလိုပဲဘဝတစ်ခုဟာကျွေသွားတာပရဏလို့ခေါ်တယ်။သေတယ်ဆိုတာကျွေသွားပြီ။ခန္ဓာကမွေးဖွားလာတဲ့အတိုင်းအတာလေးတစ်ခုကနေရွေလျောသွားတာ။အဲ့ဒါသုတိလက္ခဏာမရဏကျွေကျတဲ့သဘောရွေလျောသွားတဲ့သဘောဝီယောဂရတံရွေလျောသွားလိုက်တာနဲ့တပြိုင်နက် ကိုချစ်ခင်တဲ့အရာတွေကိုမြတ်လို့တဲ့အရာတွေအားလုံးနဲ့ခွေခွဲသွားရနော်အားလုံးနဲ့ခွဲသွားမြတ်စွာဘုရားကိုရောမြတ်တည်ပင်လင်နော်အသက်တော်80ပြည့်တဲ့အခါမှာဒီအဝိသင်္ကာရလွတ်ပြီးယဟန်တွေကိုဗာပြောတော့ဆိုနော်ပဟာယဝောဂမိတာမိကတံမေတရဏမတနောဆိုတယ်မြတ်စွာဘုရားကယဟန်တွေကိုနောက်ဆုံးစကားတစ်ခုမင်းရှိတာဗာတော့ဆိုပဟာယဝောဂမိတာမိ မင်းတို့ကိုထားခဲ့ပြီးငါသွားရတော့မယ်လို့ဆိုတယ်နော်မင်းတို့ကိုထားခဲ့ပဟယဝကမိတ္တကတံမေတရဏမတနောတဲ့ငါတော့လှုပ်เสียရတယ်ငါရအာကိုရတယ်ငါလှုပ်ပြီးပြီအလုံးပြင်ဆင်ပြီးနေပြီမင်းတို့ကိုထားခဲ့ပြီးငါသွားတော့မယ်ဒီလိုပြောသွားနော်အဲ့ဒါကြောင့်မို့ဘသူပဲဖြစ်ဖြစ်ကတံမေတရဏမတနောမပြောနိုင်ပေမဲ့လို့ပဟယဝကမိတ္တမိမင်းတို့ကိုထားပြီးငါသွားတော့မယ်ပဲအားလုံးပါအဲ့ဒါကြောင့်မို့လို့ ဝိယောဂရတ္တာတဲ့ခွဲသွားရခြင်းကိစ္စကိုဘယ်သူကဆောင်ရွက်တာတုံးဆိုသိဆုံးခြင်းကပဲဆောင်ရွက်တာဖြစ်တယ်ဂတိဝိပဝါဒပစ္စုပ္ပထာနာသိဆုံးခြင်းဆိုတာဟာဘဝတစ်ခုကိုပြောင်းသွားပြီးတော့လက်ရှိဘဝအနေထားကပစ္စည်းဥစ္စာတွေနဲ့လဲခွဲသွားတယ်ဆွေမျိုးမိဘတွေနဲ့လဲခွဲသွားတယ်အားလုံးချစ်ခင်သူတွေနဲ့အားလုံးခွဲသွားရတဲ့အနေထားမျိုးတစ်ခုကိုသိဆုံးခြင်းလို့ဒီလိုခေါ်တာပါအဲ့ဒါကြောင့်မို့လို့ အမှန်မြင်ခြင်းဆိုတဲ့တဘာဝတရားတွေကိုယ်တဏ္ဍမှာရှိအောင်ဘက်ကင်ရှင်ပါအကျင့်တရားကိုကျင့်ကြံကြိုးကိုအထုတ်ခြင်းဖြစ်လာလေအခုပြောတဲ့ဒုက္ခတွေအလုံးကလွတ်မြောက်နိုင်တဲ့လမ်းကြောင်းဖြစ်တယ်ဆိုတာကို သိရှိပြီးတော့ကျင့်ကြံကြိုးကိုအထုတ်တော်မူနိုင်ရပါစေကုန်တည်း